မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေဒီနေ့လည်းကင်းဒရင်နေကိုတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်နဲ့ပူးပေါင်းနေတဲ့ DKPA တပ်ဖွဲ့နဲ့အဲ့ဒီတပ်ဖွဲ့ခေါင်းဆောင်၄ဦးကိုကြားဖြန့်ငွေလိမ်မှုတွေအတွက်အမေရိကန်ကရင်ယူတက်ခတ်လိုက်တဲ့အပြင်မြန်မာလာအိုနဲ့ကမ်ဘောဒီးယားကကြားဖြန့်ဂိုင်းတွေကိုအမေရိကန်ကနှိမ်နှင်းတော့မယ်လို့တရားဝင်ထုတ်ပြန်လိုက်ပါတယ်စကိုင်းတိုင်းကကလေးမျိုးမှာအကြံဖတ်စတဲ့လက်အောက်ခံအောင်တစ္ဆာရက်ကွက်အောက်ချုပ်ရေးမှုအောင်အောင်နဲ့ပြူစော်တီခေါင်းဆောင် အားပေါင်းဆိုသူတို့ပူးပေါင်းပြီး အငိမ့်စားရဲအရာရှိနေအိမ်ကိုသူတို့စစ်တပ်လက်အောက်ခံအချင်းချင်းဓမြတိုက်မှုကြောင့်ညာတွင်ချင်းဖမ်းဆီးခံရပြီးထောင်ဒဏ်15နှစ်ချမှတ်ခံရရတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်သတင်းတွေကိုတင်ဆက်ပြပါမယ်ခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာစစ်တပ်နဲ့ပူးပေါင်းနေတဲ့ DKBA တပ်ဖွဲ့နဲ့အဲ့ဒီတပ်ဖွဲ့ကောင်းဆောင်၄ဦးကိုကြားဖြတ်ငွေလိမ်မှုတွေအတွက်အမေရိကန်ကအရေးယူတန်းခတ်လိုက်တဲ့အပြင်မြန်မာလာအိုနဲ့ကမ်ဘောဒီးယားကကြားဖြတ်ဂိုင်းတွေကို အမေရိကန်ကနှိမ်နင်းမှုအတွက်ကြားဖြန့်တိုက်ဖြတ်ရေးအဖွဲ့ကိုပါဖွဲ့စည်းလိုက်တဲ့အကြောင်းတရားဝင်ထုတ်ပြန်လာပါတယ်။ဒါကတော့နိုဝင်ဘာလ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲအမေရိကန်အစိုးရဗန်ဒါယီဝန်ကြီးဌာနကနေတရားဝင်ထုတ်ပြန်လိုက်တာပါ။အဲ့ဒီထုတ်ပြန်ချက်ထဲမှာတော့အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးကြားဖြန့် online ငွေလိမ်မှုတွေလုပ်နေတဲ့မြန်မာစစ်တပ်လက်အောက်ခံ DKPA တပ်ဖွဲ့နဲ့အဲ့ဒီတပ်ဖွဲ့ခေါင်းဆောင်၄ဦးဖြစ်တဲ့ Society Sourcing Way စောစန့်အောင်နဲ့စိုင်းကျော်လာဆိုသူတို့ကိုအမေရိကန်ကအရေးယူတန်ခတ်ပိတ်ဆို့လိုက်တယ်လို့ကြေညာလိုက်ပါတယ်ဒါအပြင်အဲ့ဒီချားဖြတ်ငွေလိမ်မှုတွေမှာမြန်မာစစ်တပ်လက်အောက်ကန် DKPA တက်နေအတူပူးပေါင်းနေတယ်ထိုင်းနိုင်ငံသားတဦးနဲ့ကမ္ဘီနှစ်ခုကိုပါတပါတဲ့တန်ခတ်အရေးယူလိုက်တယ်လို့သိရပါတယ်ဒါနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံရဲ့ဗန်နာယီဝန်ကြီးဌာနအကြံဖတ်မှုနဲ့ဗန်နာယီထောက်လန်းရေးဆိုင်ရာလက်ထောက်အတွင်းဝင်ကတော့မြန်မာနိုင်ငံကနေလှုပ်ရှားနေတဲ့ရာဇဝတ်ကွန်ရက်တွေဟာ အွန်လိုင်းလိမ်လည်မှုတွေကတဆင့်အမေရိကန်နိုင်ငံသားတွေစီကနေပါဒေါ်လာဘီလီယံပေါင်းများစွာကိုခိုးယူနေကြတဲ့အကြောင်းအဲ့ဒီကွန်ရက်တွေဟာလူတွေကိုလည်းမှောင်ကိုကူးနေပြီးမြန်မာနိုင်ငံရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ပြည်တွင်းစစ်ကိုပါပို့ပြီးတော့မိထိုးပေးနေတဲ့အကြောင်းအဲ့ဒီစိုက်ဘာရာဇဝတ်ကောင်တွေကိုသူတို့ဘယ်နေရာမှာပဲလှုပ်ရှားနေနေနောက်ယောင်ခံလိုက်ဖို့နဲ့အမေရိကန်မိသားစုတွေကို သူတို့ရဲ့အမျက်ထုတ်မှုတွေကနေကာကွယ်ဖို့အတွက်အမေရိကန်နိုင်ငံကနီလန်ပေါင်းစုံနဲ့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းအတိအလင်းပြောကြားသွားပါလိမ့်။ဒါအပြင်အမေရိကန်နိုင်ငံရဲ့ FBI အပါအဝင်အစိုးရအေဂျင်စီတွေပါဝင်တဲ့ကြားဖြန့်လိမ်လည်မှုတိုက်ခိုက်ရေးအဖွဲ့ကိုလည်းဖွဲ့စည်းလိုက်ပြီးလို့အတိအလင်းကြေညာလိုက်ပြီးအဲ့ဒီတိုက်ခိုက်ရေးအဖွဲ့ကလက်ရှိမြန်မာကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကကြားဖြန့်ငွေလိမ်စင်တာတွေနဲ့ခေါင်းဆောင်ပိုင်းတွေကိုစုံစမ်းထောက်လန်းနေပြီဖြစ်တယ်လို့အဲ့ဒီနိုင်ငံတွေကကြားဖြန့်ငွေလိမ်လုပ်ငန်းတွေကို အမေရိကန်ကနှိမ်နှင်းတော့မှဖြစ်တယ်လို့လေအမေရိကန်အစိုးရဗန်ဒါယီဝင်ကြီးဌာနကနေနိုဝင်ဘာလ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲတရားဝင်အတီလင်းကြေညာလိုက်ပါတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းကကလေးမြို့မှာအချက်ဖက်စတဲ့လက်အောက်ခံအောင်သစ္စာရက်ကွက်အောက်ချုပ်ရည်မှုအောင်အောင်နဲ့ပြူစော့တီကောင်းဆောင်အားပေါင်ဆိုသူတို့ပူးပေါင်းပြီးအငိမ့်စားရဲရရှိနေအိမ်ကိုသူတို့စစ်တဲ့လက်အောက်ခံအချင်းချင်းဓမြတိုက်မှုကြောင့် ညာတွင်ချင်းဖမ်းဆီးခံရပြီးထောင်ဒဏ်15နှစ်ပါချမှတ်ခံလိုက်ရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်ဖြစ်စဉ်ကတော့နိုဝင်ဘာလ10ရက်နေ့ညပိုင်းကပဲကလေးမျိုးကအကြံဖက်စစ်တဲ့လက်အောက်ခံအောင်တစ္ဆာရက်ကွက်အုတ်ချုပ်ရည်မှုအောင်အောင်နဲ့ပြစော့တီခေါင်းဆောင်အပေါင်စုတို့ပူပေါင်းပြီးတာဟန်းရက်ကွက်ကယာဒူးကြီးအငိမ့်စားရဲရာရှိကြီးရဲ့နေအိမ်ကို သူတို့စစ်တပ်လက်အောက်ခံအချင်းချင်းဓမြဝင်တိုက်ခဲ့ပြီးငွေကျပ်သိန်း3000တောင်းတောင်းခဲ့တယ်ဆိုပါလေအဲ့ဒီအချင်းဓမြတိုက်ခံရတဲ့ရဲအရာရှိဟောင်းအင်ရှင်တွေကဓမြတိုက်တဲ့အုတ်ချုပ်ရင်းမှုအောင်အောင်နဲ့ပျစောတိကောင်းဆောင်အပေါင်းဆိုသူတို့တောင်းတဲ့ငွေကိုပေးလိုက်ပြီမဲ့သူတို့ထွက်သွားတော့မှချက်ချင်းဖုံးဆက်တိုင်ကြားမှုလုပ်လိုက်တဲ့အတွက်သူတို့အချင်းချင်းပဲပြန်လဲဖမ်းဆီးမှုကြောင့်ဓမြတိုက်တဲ့အုတ်ချုပ်ရင်းမှုအောင်အောင်နဲ့ပျစောတိကောင်းဆောင်အပေါင်းဆိုသူတို့ဟာညာတွင်းချင်းဖမ်းဆီးခံရပြီးအခုတော့ထောင်ဒဏ်15နှစ်ပါချမှတ်ခံလိုက်ရတယ်လို့ကလေးမျိုးတည်င်းအရင်မိကပြောထားပါလေ အဲ့ဒီလိုဓမြတိုက်မှုကျူးလွန်ခဲ့တဲ့အောင်သစ္စာရက်ကွက်အုတ်ချုပ်ရေးမှုအောင်အောင်ဆိုသူဟာအကျံဖတ်စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာရက်ကွက်အုတ်ချုပ်ရေးမှုဖြစ်လာရာကနေလူငယ်တွေကိုမတရားဖမ်းဆီးငွေညှစ်ချိမ့်ချောက်တာတွေနဲ့လှုပ်ဆောင်ခဲ့သူဖြစ်တယ်လို့သိရပြီးအခုတော့သူတို့စစ်တပ်လက်အောက်ကအချင်းချင်းဖြစ်တဲ့အငိမ့်စားရဲရရှိနေအိမ်ကိုပါဓမြတော်တိုက်မှုကြောင့်အခုတော့ဖမ်းဆီးခံရရုံနဲ့မကထောင်ဒဏ်15နှစ်ပါချမှတ်ခံလိုက်ရပြီဖြစ်တယ်လို့ကလေးမျိုးနေပြည်သူတို့ကလည်းပြောထားပါတယ်လက်ရှိမှာတော့ အဲ့ဒီလိုဓမြတိုင်းမှုဖြစ်စဉ်တွေနဲ့ခိုးဆိုးလူရမှုတွေအပါအဝင်ရာဇဝတ်မှုတွေဟာအကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်တွင်မှသာဇက်တိုက်ဖြစ်ပွားနေပြီအဲ့ဒီစစ်တပ်ထိန်းချုပ်ထားရမြို့ပေါ်တွင်မှလည်းစစ်တပ်ရဲအပါအဝင်ပြူစောထီးတွေနဲ့ရက်ကွက်အုပ်ချုပ်ရင်းမှုတွေကသာကြီးစိုးနေကြတာဖြစ်သလိုမန္တလေးမြို့ကဓမြတိုင်းမှုဖြစ်စဉ်တချို့မှာဆိုရင်ဓမြတိုက်တဲ့သူတွေဟာသူတို့စစ်တပ်လက်အောက်ခံပြူစောထီးတွေဖြစ်နေတာကိုလည်းစစ်တပ်ထောက်ခံသူပေါက်ကိုတော့ဆိုသူကိုယ်တိုင်ဝန်ခံပြောဆိုခဲ့မှုတည်သလိုအခုလည်း ကလေးမျိုးပေါ်မှာတင်စစ်တလောက်ခန့်ရက်ွက်အုတ်ချုပ်ရေးမှုအောင်အောင်နဲ့ဒီဇော်တီကောင်းဆောင်အပေါင်းဆိုသူတို့ကသူတို့စစ်တလောက်ခန့်အချင်းချင်းဖြစ်တယ်အငိမ့်စားရဲရရှိနေအိမ်ကိုပါဓမြတော်တိုင်မှုကြောင့်ညာတွင်ချင်းဖန်စီခံရတာနဲ့ထောင်ဒဏ်15နှစ်ချမှတ်ခံရတဲ့ဖြစ်စဉ်တွေပါဖြစ်ပွားနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာတစ်ဖက်မှာတော့အချမ်းဖတ်စစ်တလောက်ခန့် MAI လေးရင်တစင်းဟာမလေးရှားနိုင်ငံကနေရန်ကုန်ကိုပြန်လာတဲ့အချိန် ဟီဒရီရဲ့ခီးဆောင်အိတ်ပေါင်း190နီးပါးမလေးရှားနိုင်ငံမှာကြံခဲ့တယ်လို့အဲ့ဒီခီးစင်မှာလိုက်ပါလာတဲ့သူတွေစီကနေသိရပါတယ်။ဒါကတော့နိုဝင်ဘာလ10ရက်နေ့ဒေတာစန်တော်ချင်း7နာရီ9မိနစ်မှာထွက်မဲ့ MAI လေးရင်အမှတ် AM502 လေးရင်ဟာမလေးရှားနိုင်ငံကနေရန်ကုန်ကိုပြန်လာတဲ့အချိန်ခီးဒရီရဲ့ခီးဆောင်အိတ်ပေါင်း190နီးပါးကိုမတယ်လာပဲမလေးရှားနိုင်ငံကွာလာလမ်ပူးလေစိတ်မှာကြံခဲ့တယ်ဆိုပါတယ်။ခီးဒရီကတော့ရန်ကုန်ကိုလေးရင်ဆက်ရောက်တဲ့အချိန်ကြားမှာ အဲ့တွေမပါလာမှသိခဲ့ရတာဖြစ်ပြီး MAI လေကြောင်းလိုင်းဘက်ကဒါကိုချုပ်တဲ့အတိပေးမှုမရှိခဲ့သလိုလေစိတ်ရောက်တဲ့အချိန်မှလည်းမြည်သည့်ကြီးညာချက်မှမပြုတ်လောက်ခဲ့ဘူးလို့ဆိုပါတယ်အဲ့ဒီလေရင်ခီးစင်မှလိုက်ပါလာတဲ့ခီးတွေဟာနိုဝင်ဘာလ7ရက်နေ့ဖြစ်တဲ့မနေ့ကအတိခီးဆောင်အိတ်တွေပြန်မရသေးဘူးလို့လည်းသိရပါတယ်ဒါနဲ့ပတ်သက်ပြီးအဲ့ဒီခီးစင်မှလိုက်ပါလာတဲ့ခီးတွေတချို့ဟာခီးဆောင်အိတ်တွေပြန်မရသေးတဲ့အတွက်နေကိုမပြန်ရသေးပဲဟိုတယ်ကတွေအကုန်ခံပြီးစောင့်ဆိုင်းနေရတာကြောင့် ဒေါသထွက်မှုတွေလည်းဖြစ်ပေါ်နေပြီးဒီဖြစ်စဉ်ဟာခီးဆောင်အိတ်တစ်လုံးနှလုံးကြံခဲ့တာမျိုးမဟုတ်ပဲခီးဆောင်အိတ်ပေါင်း190ကြံခဲ့တယ်ဆိုတာလုံးဝမဖြစ်သင့်ဘူးလို့လေအဲ့ဒီခီးစဉ်မှာလိုက်ပါလာတဲ့ကိုတိုင်ကြုံတွေ့သူတဦးကလူမှုကွန်ရက်ကနေတစ်ဆင့်မျှဝေထားပါသေးတယ်အဲ့ဒီအကျန်းဖတ်စစ်တပ်လက်အောက်ခံ MAI လေးချောင်းလိုင်းရဲ့ပြပခီးစဉ်တွေမှာအခုလိုပဲခီးဆောင်အိတ်တွေယာနဲ့ချီကြံခဲ့တဲ့ဖြစ်စဉ်တွေဟာပုံများလာနေတယ်လို့လေသတင်းတွေထွက်ပေါ်နေပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီး MAI လေကြောင်းလိုင်းဘက်ကမနေ့ကအထိတုံ့ပြန်ချက်မရှိသေးသလိုရေးသည်တွေကတော့အခုလိုခီးဆောင်8ပေါင်190နီးပါးချန်ခဲ့တာနဲ့ပတ်သက်ပြီး MAI လေကြောင်းလိုင်းဘက်ကပြည့်စုံတဲ့ရှင်းလင်းချက်ပေးဖို့ခီးသည်တွေကတောင်းဆိုထားကြပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့ထိုင်းမှနေဇက်ဒရင်သာကြီးမြို့နယ်မှာရှိတဲ့မောတောင်မြို့ပေါ်ကိုအကြံပစစ်တပ်ကလေကြောင်းကနေဘုံကျဲခဲ့မှုကြောင့်မြို့ပေါ်ကအဆောက်အုံတွေပျက်စီးပြီးလူထိခိုက်မှုလည်းရှိထားတယ်လို့သိရပါတယ် ဒါကတော့နိုဝင်ဘာလ10ရက်ကစပြီးမော်တော်မြို့နယ်နဲ့မြို့ပေါ်အထက်ကိုအကြမ်းဖက်စစ်တပ်နဲ့ KNU အပါအဝင်နေမီကန်တော်လန်ရေးတပ်တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ရမှာနိုဝင်ဘာလ10ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင်မော်တော်မြို့ပေါ်အထက်တိုက်ပွဲတွေဖြစ်လာတဲ့အတွက်မြို့ပေါ်မှာနေတဲ့ပြည်သူတွေပါစစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်အဲ့ဒီလိုမော်တော်မြို့ပေါ်အထက်တိုက်ပွဲတွေပြင်းထန်လာတဲ့အချိန်မှာပဲအကြမ်းဖက်စစ်တပ်ဟာသူတို့ရဲ့ထုံးစံအတိုင်းမော်တော်မြို့ပေါ်ကိုပါလေနဲ့ဘုံကျဲသွားမှုကြောင့် မြို့ပေါ်ကအဆောက်အုံတွေပျက်စီးပြီးလူထိခိုက်မှုလည်းရှိထားတယ်လို့ကနဦးတီထားရပါတယ်။အဲ့ဒီမော်တောင်မြို့တစ်ဝိုက်ကိုရဲညိုပါဝင်တော်လိုင်းတက်တွေကအရင်ကတည်းကနေပိတ်ဆို့ထားတာဖြစ်ပြီးအချမ်းဖတ်စစ်တပ်ဘက်ကတော့မော်တောင်မြို့တဲကရဲစခန်းမြို့အဝင်ဖျားကုန်းနဲ့နေဆက်ကိတ်အနီးကတပ်စခန်းတွေမှသာအထိုင်ကျတပ်ဆွဲထားတာဖြစ်ပြီးအခုတော့အဲ့ဒီမော်တောင်မြို့ပေါ်ကအချမ်းဖတ်စစ်တပ်တပ်ဆွဲထားရနေရာတွေမှာပါတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားလာတဲ့အတွက်လက်ရှိမြို့ပေါ်ကပြည်သူတွေပါ ထိုင်းနိုင်ငံနေဆက်မြင်းနာအတိတ်ကိုစစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့စကိုင်းတိုင်းကလေးမြို့လူလူတိုက်ပွဲညီလာခံကအကြံဖတ်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုပြည်သူတရက်လုံးနဲ့အတူရတဲ့နီးနဲ့အကျွမ်းမဲ့စန့်ကျင်တိုက်ဖြတ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်အဲ့ဒီညီလာခံကိုအော်တိုဘာလ17ရက်နေ့ကကလေးမြို့နယ်မှာရှိတဲ့လွတ်မြောက်နေပြည်တော်မှာပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်အဲ့ဒီကလေးမြို့လူလူတိုက်ပွဲညီလာခံကနေ့ အချက်၅ချက်ကိုတက်ရောက်လာတဲ့တာဝန်ရှိသူတွေအားလုံးညီညီညွတ်ညွတ်ချမှတ်နိုင်ခဲ့တယ်လို့လည်းပြောထားပြီးအဓိကကတော့ပြည်သူလူထုအပေါ်ခက်အဆက်ဆက်ကျူးလွန်ခဲ့တဲ့အကျဉ်းဖက်စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကိုသူတို့စစ်တပ်ကိုယ်တိုင်ဖုံးကွယ်ဖို့ကြိုးစားနေတဲ့အတူရောင်ရွေးကောက်ပွဲကိုပြည်သူတရလုံးနဲ့အတူရတဲ့နီးနဲ့အကျွမ်းမဲ့ဆန့်ကျင်တိုက်ဖြတ်သွားမယ်လို့ထုတ်ပြန်ထားတာပါလက်ရှိအကျဉ်းဖက်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးဟာတရားဝင်မှုလည်းမရှိသလိုတနိုင်ငံလုံးလွှမ်းခြုံနိုင်မှုလည်းမရှိတဲ့အပြင်ရွေးကောက်ပွဲတွေရဲ့ထုံးစံအရာ တရားမျှတမှုလွတ်လပ်မှုပွင့်လင်းမြင်သာမှုလည်းလုံးဝကင်းမဲ့နေပြီးပြည်သူတွေကိုအတင်းအကျပ်ဖိအားပေးချိန်ချောက်မှုတွေနဲ့အတူအောင်ရွေးကောက်ပွဲတစ်ခုကိုပုံဖော်နေတာဖြစ်တဲ့အတွက်အဲ့ဒီစစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးကိုပြည်သူတွေနဲ့အတူရတဲ့နည်းနဲ့အကျွမ်းမဲ့ဆန့်ကျင်တိုက်ဖြတ်သွားမယ်လို့ကလေးမျိုးလူထုတိုက်ပွဲညီလာခံကထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဆက်ထဲမှာပဲအကျပ်ပစစ်တပ်ရဲ့အတူအောင်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့အနေနဲ့တပိတ်မောက်ဆန့်ကျင်စာသားရေးသားထားတဲ့ငွေကျပ်15သိန်းဘူးဝင်းကျင်ကို ပြည်သူတွေအကြဖြန့်ဝေပေးခဲ့တယ်လို့ရန်ကုန်တော်လန်ကြီးနောင်၄ဘွဲ့ကထုတ်ပြန်ထားပါတယ်။ဒါကတော့ရန်ကုန်တော်လန်ကြီးနောင်၄ဘွဲ့ ਨੇ ပြည်သူတွေစုပေါင်းပြီးစက်တင်ဘာလနဲ့အောက်တိုဘာလနှစ်လအတွင်းပြုတ်လုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီဖြန့်ဝေမှုတွေမှာအကြဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးကိုစန့်ကျင်ဖို့တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုလူတို့အဖြစ်စန့်ကျင်ကြဆိုတဲ့စာသားတွေအပေါင်းဝင်တင့်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားတွေ no vote ဆိုတဲ့စာသားတွေကို ပတ်စံတွေပေါ်မှာရေးသားဖြန့်ဝေတဲ့ money flow လှုပ်ရှားမှုကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ပြည်သူတွေအနေနဲ့ကတော့အဲ့ဒီလိုစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်မှုစာတမ်းပါပတ်စံတွေကိုပြည်သူမှပြည်သူတို့ပြန်လည်ဖြန့်ဝေတဲ့ဒရင်စကားပန်းခြင်းနဲ့ရွေးကောက်ပွဲကိုတပိတ်မောက်စန့်ကျင်မှုတရက်အဖြစ်ရတဲ့နည်းနဲ့ပူပေါင်းပါဝင်ပေးကြဖို့ကိုလည်းရန်ကုန်တော်လန်ညီနောင်၄ဘွဲ့ရဲ့ထုတ်ပြန်ချက်မှာတိုက်တွန်းထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ ပလောဝမြို့နယ်အပါဝင်ရခိုင်ပြည်ကတောင်ကုန်းနဲ့အန်းမြို့တွေမှာစစ်ဘေးရှောင်ပြည်သူတွေကိုအာရခတတ်တော် AA ရဲ့ HDCO ရုံးကနေစံရိတ်ခါရီထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထောက်ပံ့ရေးလုပ်ငန်းတွေကိုအော်တိုဘလာ20ရက်နေ့ကနေ30ရက်နေ့အတွင်းဆောင်ရွက်ပေးခဲ့ပြီးတိုချိုဂျပန်ရခိုင်ရိုးရာတကြံရဲ့ထောက်ပံ့ငွေတွေနဲ့ကူညီခဲ့တာဖြစ်တယ်လို့လည်း AA ကဆိုထားပါတယ်။အဲ့ဒီလိုစံရိတ်ခါထောက်ပံ့မှုတွေကိုပလောဝမြို့နယ်ကစစ်ဘေးရှောင်980ကျော်အတွက်စံ149အိတ် တောင်ကုန်းမြို့နယ်ကစစ်ဘေးရှောင်1000ကျော်အတွက်ဆန်နေရ58အိတ်နဲ့အမ်းမြို့နယ်ကစစ်ဘေးရှောင်1200နီးပါးအတွက်ဆန်အိတ်100လှူဒန်းပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမြို့နယ်တွေကခြေရွာ28ရွာနဲ့ရက်ကွက်3ခုတို့မှာစစ်ဘေးရှောင်အိမ်တောင်စုပေါင်း800ရဲ့လူဦးရေ3000ကျော်ကိုဆန်အိတ်စုစုပေါင်း958ထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့လည်းအရခတတော် AA ကပြောထားပါတယ်။အဲ့ဒီတိုချိုဂျပန်ရခိုင်ရိုးရာတကြံရဲ့ထောက်ပံ့ငွေတွေကတော့ စုစုပေါင်းသိန်း340နီးပါးကိုလက်ခံရရှိခဲ့တဲ့အကြောင်းကိုလည်းအရခတ်တော် AA ရဲ့ HDCO ရုံးကနေထုတ်ပြန်ထားပြီးအဲ့ဒီငွေတွေတဲကအခုလိုစပေးရှောင်းပြည်သူတွေအတွက်စံရိတ်ခါတွေထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ